လောကဆိုတာလေတဲ့တခြားမဟုတ်ဘူးတဲ့မျိုးလုံးကိုလည်းလောကခေါ်ကြတယ်ဟုတ်လားနှာခေါင်းနှာခေါင်းရုပ်ပေါ့ဗျာလျာဝဟုတ်ပါဘူးအဲကိုယ်ဟုတ်ပါဘူးစိတ်ကိုဟုတ်ပါဘူးအဲလောကဓာတ်တွေကုံလောကခေါ်ကြတာပဲတဲ့လောကခေါ်ကြတာပဲတဲ့နော်ဘယ်နဲ့ရောလောကခေါ်ကြသရုံးဆိုလို့ရှိရင်ဖြင့်တဲ့ဒကာရမတွေသိတဲ့တိုင်တဲ့ လောကဆိုတဲ့ဥစ္စာဒီကားလို့ဆိုလို့ရှိရင် ဖြင့်ဒီမျက်လုံးကိုပဲတရားဓမ္မတွေကငါသူဥစ္စာရှိစီမထင်ဘူးလားမထင်ပါဘူးအင်းငါမြင်တာပဲဆိုတော့တရားဓမ္မလုံးဒီကားလို့ဆိုလို့ရှိရင်ငါဖြစ်သွားတာမဖြစ်ဘူးလားငါကြားတာပဲဆိုတော့ငါငါဖြစ်နာယုတ်ကငါဖြစ်သွားတဘောကြငါမွေးတာပဲငါကြိုင်တာပဲဆိုရင်နှာခေါင်းကငါဖြစ်တယ်အဲ့ဒါဣစ္ဆာလေဒီကားလို့ဆိုလို့ရှိရင် ဖြင်းတဲ့ လောကထဲမှာဒကာဓမ္မတွေကငံမျက်လုံးနဲ့နေတာပါကောငံနားနဲ့ငံနေတာလောကထဲမှာမှန်ပါပါဒီလိုမသုံးရအဲ့ဒါတွေကလောကကွာဟုတ်လားလောကလောကသူတို့သုံးတာလေငါလောကထဲမှာမျက်လုံးနဲ့နေတာသဘောကျငါလောကထဲမှာငံနားနဲ့နေတာဒီလိုမပြောကြအဲ့ဒါတွေကလောကဖြစ်ဖြစ်ပေဘူးလား ေးဒါဖြင့်လောကပဲမျိုးရှိအေးအဲ့ဒီလောကအဲ့ဒါကွာတဲ့လောကခေါ်ကြတာပဲတဲ့ဒါမျက်လုံးရွာလောကအင်းနားရွာနှာခေါင်းရွာလျှာရွာအေးကိုရွာအင်းစိတ်ရငါလောကငါစိတ်မဆန်းနဲ့လောကရဲ့ပါပါသဘောကျ အဲ့တော့ဒီ၆ပါးကိုဘာခေါ်ရမလဲလောကပါအဲအဲ့ဒီလောကကွာတဲ့မင်းတို့ဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်များစဉ်းစားကြည့်ကြပါလေဒီပြောဒီထင်အထင်လိုက်ထင်ပါလေမျက်လုံးကိုလည်းလောကထင်တာပဲတဲ့နားကိုရောအဲစိတ်ကိုရောအဲလောကထင်တော့ကိုတဲ့ဒိဋ္ဌိဆွဲနေတဲ့ပုဂ္ဂိုလ်ကတော့ဒါရီလောကကြီးပဲကွာတဲ့သဘောကျ အဲဒီဒီဆိုနေတဲ့ဘုရားလောကလိုမှတ်တယ်တဲ့လောကလိုယူလို့ရှိတယ်တဲ့မရှိဘူးလားအေးလောကရင်ကွာမျက်လုံးနဲ့နေတာပဲဟုတ်ဘူးလားအနာနာရီဘုရားလောကနဲ့နေတာပဲလောကကြီးလောကကြီးနားထောင်နေတာပဲလောကကြီးနားထောင်နေတာပဲဆိုတော့နားထောင်တာကလောကနဲ့နားထောင်နေတာအဲ့ဒါနားသူလောကလောက်တာပေါ့ လောကကြီးဘယ်မွေးတယ်ဘယ်ကျင်းတယ်ဆိုတာငါသိပါတယ်กว่าဆိုတော့တစ်ခေါင်းလောကလည်းလောကတယ်ငါမစားဘူးတော့မရှိပါဘူးกว่าဆိုတော့အဲဆရာကလောကလုံးလောကတယ်ငါမဟုတ်ဘူးတော့မရှိပါဘူးกว่าကိုယ်ကလောကလုံးလောကငါမသိတာမရှိပါဘူးกว่าစိတ်လောကလုံးဒါဖြင့်လောကဆိုတာယနေ့ကောင်းကောင်းပေါ်သွားပါဘောသေးဘူးလားအင်းလောကဘယ်လိုရှိပါလဲ ရှောင်မြေရှိတယ်ဆိုတဲ့သဘောပါလားအဲ့ဒါအရှင်နန္ဒကမျက်လုံးကိုလည်းလောကလို့ခေါ်ပါလေကွာလားနှာခေါင်းလျာကိုယ်ရင်းကြအောင်သလားနဲ့၆ပါးပေါ့ဗျာအဲ့ဒါလောကလို့ခေါ်တယ်ကွာအဲ့ဒီလောကအဲ့ဒါငါဘုရားသခင်ဘုရားသခင်ကိုရမကြီးဟောတာကမင်းတို့ကလောကရဲ့ဆုံးကိုဘုရားကဟောလိုက်တာကလောကရဲ့ဆုံးကိုရှင်းရှင်းလင်းလင်းနဲ့သွားသဖြင့်လေ မရောက်နိုင်မတွေ့နိုင်မမြင်နိုင်ဘူးအဲ့ဒါကဘုံလောကတွေဆိုတာဟေးတတ္တလောကတွေဆိုတာတဲ့နော်လောကအဆုံးကိုမရောက်ဖဲနဲ့လဲဒုက္ခဆုံးနိုင်မယ်လို့ငါဖះမဟုတ်ဘူးဆိုတာဒီလောကအဆုံးกว่าရှင်းလားဟောလိုက်သဘောကျဩဒါဖြင့်ဘုန်းကြီးတရားဓမ္မတွေလဲလောကအဆုံးဖြစ်တဲ့နိဗ္ဗာန်ရကြင်လို့ရှင်ဒီလောက6ခုဆုံးလဲမှန်ပါဗျာ သဘောကျဘာလို့ရမလဲဒီလောက6ခုကိုဖြင့်ဆုံးအောင်မလိုက်ဖဲနဲ့တရားကျော်ရူလာဘူးတို့ဘယ်နည်းနဲ့မှခင်ဗျားတို့မရဘူးမရဘူးဒါဖြင့်ဒီလောကကခန္ဓာထဲမှာပဲရှိသဘောကျအဲစားလို့သုံးတော့တလာရဏ6ပါမဆိုးရိုက်ဘူးလား အဲဒီလောကအဆုံးကိုခမည်းတော်လိုက်ပြီးဒီကာလသွားကြလို့ရှင်းဖြင့်တဲ့စဉ်းစားကြည့်ပါဆုံးပါလိမ့်မယ်ဆိုတော့ဒီသာလန္နာ၆ခုတစ်ခုခုကိုဒကာဓမ္မတွေကဒီကနေ့မဲ့ကင်နဲ့ဖြစ်ပြရှုတယ်ဖြစ်ပြရှုပြီးဒီကာလနေတဲ့ခါကြလို့ရှင်းဖြင့်မဲ့ကင်၈ပါးနဲ့ဒကာဓမ္မတွေကဖြစ်ပြရှုနေတယ်ဆိုတော့ဒီဘက်ကဟတ္တတို့တဏှာတို့ဥပါဒံတို့အင်းတဏှာဥပါဒံတွေလာသေးရဲ့လားမလာပါဘူး ပံမြေချက်ထွန်းတဲ့တရားတွေအကုန်ယုံသိမသိဘူးဒါဖြင့်ဓမ္မတို့ရှင်းသောတာရှိပြီတော့ဒီဘက်ကလောကကြီးနဲ့အဆက်ပြတ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 ်အင်းဒီဘက်ကလောကကြီးနဲ့အဆက်ပြတ်လိမ့်မယ်ဆိုတာသိကြပါလားကောင်းပြီဒါဖြင့်ဒီဘက်ကလည်းကိုယ်သင်္ခါရလောကနဲ့လည်းဆုံးအောင်လိုက်ရင်အဆက်ပြတ်သဘောကျ ဒါဖြင့်ဒီမဲ့ခင်ဒီဒီဘက်သင်္ခါရလောကနဲ့အဆက်ဖြတ်တယ်ဒီဘက်တ ত্ত্ব ဝါတွေဖြစ်မဲ့လောကနဲ့လည်းအဆက်ဖြတ်ပေးလိုက်တယ်တ ত্ত্ব ဝါဖြစ်မဲ့လောကနဲ့လည်းအင်းဒီဘက်သင်္ခါရလောကနဲ့ရောသင်္ခါရလောကချုပ်တော့အသင်္ကတနိဗ္ဗာန်ပေါ်လာသဘောကျသင်္ခါရလောကချုပ်တော့ဗါလေဒါဖြင့်ဒီဘက်သင်္ခါရလောကနဲ့ဆက်ပြတ်တဲ့တွေ့ ဒီဘက်ဒနာဥပါဒံကံဆိုတဲ့ဘတ်တော်ဖြစ်ကြောင်းတတ္တလောကအဆက်တင်နေကောဘတ်တလောကဆက်တင်နေလဲပြတ်တယ်ဆိုတာသဘောကျဒါဖြင့်သင်္ခါရလောကနဲ့လဲဆက်ပြတ်ဘတ်တော်ဖြစ်ရမယ်လောကတွေနဲ့ကောအဆက်ပြတ်တယ်လို့ဆိုတာကောင်းကောင်းကျေနပ်ပါလေအဲဥရဘုရေဒါဖြင့်ဒီဘက်အရင်ကြီးပေါ့ဗျာသင်္ခါရလောကတွေရဆုံးလိုက်ခွေရတခါတိုက် เออだよวิปัสสนาလို့ဆိုတာဘာပါလိမ့်မလဲလို့ဒကာရမတွေကနိဗ္ဗာန်ရောက်ခြင်းလို့ဆိုတော့ဆိုကြတာပဲနိဗ္ဗာန်အနည်းဆုံးသောအကြောင်းကတော့ဥပัสနာပဲအဲ့ဒီအနည်းဆုံးသောအကြောင်းဥပัสနာဒီကားလို့ဆိုလို့ရှိရင်ဖြင့်ရှိဥစွာသင်္ခါရလောကလက်ရပါပဲအဲ့ဒီလိုက်လို့သင်္ခါရလောကဆုံးသွားရင်ဖြင့်အင်းဒါဒီကားလို့ဆိုရင်ဖြင့်နိဗ္ဗာန်တို့ပါ သင်္ကာရလောကမှာဆုံးမလိုက်နိုင်လို့ရှိရင်ဒုက္ခဆုံးတွေ့ပါအဲဒုက္ခဆုံးဆိုတာနိဗ္ဗာန်ပဲဒါဖြင့်သင်္ကာရလောကဆုံးမှာဘာရှိသလဲအဲဒါဖြင့်ဒုက္ခဆုံးရှိသင်္ကာရလောကဆုံးမှာသင်္ကာရလောကဆုံးမှာဒုက္ခဆုံးရှိတယ်ဆိုတော့သင်္ကာရလောကကသင်္ကာရဒုက္ခရှင်းမလားသင်္ကာရလောကဘာလဲ အဲ့ဒီသင်္ခါရဒုက္ခကြီးကိုတခါလဲညာအောင်တင်ချုပ်သွားတဲ့ဆိုတဲ့ကသင်္ခါရဒုက္ခဆုံးသွားတော့ဘူးတဲ့သင်္ခါရဒုက္ခဆုံးနိဗ္ဗာန်ကြီးကပေါ်လာမပေါ်ဘူးလားအဲ့ဒီတော့တရားဓမ္မတွေကရှင်းရှင်းလင်းလင်းနဲ့သွားလို့ရောက်တာလားမဲခင်နဲ့သွားလို့ရောက်တာဒါရင်မဲခင်နဲ့သွားလို့ရောက်တော့တရားဓမ္မတွေပဲစဉ်းစားပါတော့ဩကိုယ်ခန္ဓာနဲ့ဒီနိဗ္ဗာန်နဲ့ဟာတရားကျွေးနီးလိုက်တာနီးပါပါ ရှုတဲ့ကိုယ်ခန္ဓာရှုလို့ကိုယ်ခန္ဓာဆုံးမှတွေ့တွေ့တာမတွေ့ဘူးလားဒါဖြင့်နိဗ္ဗာန်ရှံခန္ဓာဆုံးမှတွေ့သဘောကျနိဗ္ဗာန်ရှံအာရဏဆုံးမှတွေ့ဒါကတော့အာရဏ၆ပါးကိုခန္ဓာဖြင့်ခန္ဓာဆုံးမှတွေ့အာရဏဖြင့်ဒါဖြင့်နိဗ္ဗာန်တခြားမရှံနဲ့ခမည်းတို့ခန္ဓာကိုခမည်းတို့အာရဏသဘောကျဒါခမည်းတို့အာရဏပဲမျက်လုံးယူ ဒါခမရတို့သာဏံရှိတာပဲနာယုတ်ကင်းခမရတို့အာရဏဘောအဲခမရတို့အာရဏသုံးလိုက်သဘောကျလားပါလိုက်ရမယ်ကိုခန္ဓာဆုံးကိုအာရဏဆုံးအဲ့ဒီမှာရှိပါလိမ့်အဲဒါကြောင့်နိဗ္ဗာန်ရှိတဲ့နေရာဝေးသလားနေသလားဆိုတာသက်သေခံနေပါပြီဘယ်လိုများသက်သေခံပါလိမ့် နီးနီးပေမဲ့သွားစီရဝတ္ထုကလည်းယင်ကကောင်းမှအဲ့တော့ဒကာဓမ္မတွေရှေးဥစွာမကင်၅ပါးနဲ့သွားလိုက်မကင်၅ပါးနဲ့သွားတဲ့ဆုံးသွားပြီဆိုရင်မကင်၈ပါးယင်ထမ်းတဲ့ရောက်တော့တာပဲမရောက်ပေဘူးလားအဲ့ဒါကြောင့်သဝေတေနယန္နေနနိဗ္ဗာန်သေဝတန်တိကေလို့ဘုရားကဟောလိုက်တယ်ဒါဖြင့်သင်္ခါရလောကအဆုံးမှာနိဗ္ဗာန်ရှိကြောင်းကောင်းကောင်းထင်ရှား မတင်ရှားသေးဘူးလားအဲ့တော့ဒီမှာဆရာဘုန်းကြီးကဘုရားကရှင်အနန္ဒကဟောလိုက်6ခုရှိတယ်ကွာအဲ့ဒါလောကပဲကွာအဲ့ဒီလောကအဆုံးမင်းတို့ဆုံးလိုက်ရန်နေပြောလိုက်အဲ့တော့ဒီဇာဓမ္မတွေကတော့ကိုယ်ကိုယ်တိုင်လေသူတို့ပြောတာနားထောင်ပြီးဒီကလာနေဖို့ရမလိုပါဘူးနေอยู่တော့ခဏထောင်ရမယ်ကိုယ်ကိုယ်တိုင်ကတော့အလုံးနဲ့ဆုံးလိုက်ရတယ် အဲ့ဒီတော့ဒကာဓမ္မတွေရှက်ခူးဆိုတာယုတ်နားဆိုတာလည်းယုတ်နှာခေါင်းဆိုတာလျှာဆိုတာကိုယ်ဆိုတာအဲ့ယုတ်သာထလိုက်ဟုတ်လားဇေရှက်ခူးဆိုတာကာဏဇိဝကာယမနမဟုတ်လားမနဆိုတာစိတ်အဲ့ဒီစိတ်ကိုရှုပေးတပည့်ကြစိတ်တဏှုပဒနာရှုပေးလိုက်ဒါအာရဏပဲမနာရဏပဲဆိုတာအလုံးသိကြပြီ အဲ့ဒီကိုယ်စိတ်ကိုရှုဆိုတဲ့ဥစ္စာအမှန်တန်ပိုင်တဲ့တရားသဘောကျဘာရှုရမလဲကိုယ်စိတ်ကိုရှုရမယ်ဆိုတော့ပထမဖြစ်တဲ့စိတ်ကိုအဲနောက်စိတ်ဆုံးမဲ့နောက်ညာနဲ့ရှုဒါဖြင့်ကိုယ်တဏ္ဍာန်ဖြစ်တဲ့စိတ်ကိုရှုဆိုတော့ဒဂရမရဏေရံယုတ်လို့ပြောနေတော့ကိုယ်တဏ္ဍာန်ဖြစ်တဲ့စိတ်ကလည်းခမည်းတော်တဏ္ဍာန်မဲ့စိတ်ဖို့စိတ်လည်းမလာသေးပါဘူးမလာပါဘူး တပည့်ကြလာခြင်းနဲ့စိတ်လားခင်ဗျားတို့နဲ့ထိုက်တန်တဲ့စိတ်လာခြင်းနဲ့လားမှာပဲခင်ဗျားတို့နဲ့ထိုက်တန်တဲ့စိတ်ကလည်းအနည်းလေးပါအဲ့ဒါလေးလက်လာနေတာပဲအဲ့ဒီလာတာလေးတွေဒကာဓမ္မတွေကဖြစ်ပြရှုပေးတပည့်ကြလာတာလေးတွေဘာလို့วะခင်ဗျားတို့သဏ္ဍာန်လာမှာကလောဘလာမယ်ဒေါသလာမယ်မောဟလာမယ်အိတ်တလာမယ်မေစရိယလာမယ်မာနလာမယ် လာတာတွေဘာလို့ ਆ အင်းတနည်းပြန်အခုလိုထိုးတော်ကြီးဘုရားဘွယ်တို့ဘာတို့ဆိုတော့ဆွမ်းတော်ဘွယ်တွေဘာတွေလူရတန်းရပေးရကမ်းရမှာတွေရှိနေတော့ဟုတ်လားအင်းကုသိုလ်စိတ်ကလေးများလည်းလာတယ်အင်းလာခြင်းလားမလာခြင်းနေရှုတယ်ရှုလာလည်းရှုပဲအဲ့ဒါကုသဏ္ဏလာတဲ့စိတ်ဟူတွေ့ကိုကိုရှုတော့ဒါမနာရဏရှုတာ သဘောကျဒါဖြင့်သင်္ခါရလောကရှုတာပေါ့ဗျာအဲဒီသင်္ခါရလောကကိုရှုဆိုတာဒကရမတွေကဖြစ်ပြမြောင်ရှုနောက်ကြရလီစိတ်ဖြစ်ပြကိုမောင်းရှုအင်းသင်္ခါရလောကဆုံးမှာဒုက္ခဆုံးတယ်လို့မဆိုဘူးလားဒါကသင်္ခါရဒုက္ခအင်းသူကဒုက္ခသစ္စာပါလားလို့ခမည်းတော်ပိုင်းခြားပြီးဆုံးအောင်လို့လဲ တပည့်ကြအင်းဒီစိတ်လေးဆုံးပါရောတရားဓမ္မတို့ဘာတွေ့မယ်ထင်ဒါဖြင့်သင်္ခါရဒုက္ခဆုံးနိဗ္ဗာန်ရှိတယ်ဆိုတာပေါ်လာအရှင်မြတ်နန္ဒကူရဲနဲ့ပါပါမလားလို့မေးတဲ့အခါကျတော့နန်ရှုရင်ရုပ်ပါတယ်ဆိုတာပြောပြီးသားရုပ်ရှုရင်ဒါတော့ကိုယ်စိတ်ကိုရှုကတရားဓမ္မတွေပုံမိုးလွယ်မလွယ်ဘူးလားကိုယ်စိတ်ကိုရှုဆိုတာကတော့ဓမ္မတွေသာနာမှာဘယ်ချင်းရှာရှာတွေ့ မတွေ့တဲ့ရှင်ရှိသေးလားမရှိပါဘူးဗျာအဲတဏ္ဍမကုနဲ့နမနဲ့သာရှုပါလို့ဆရာဘုန်းကြီးကဟောတယ်တပည့်ကြအဲ့တော့သင်္ခါရဒီစိတ်တဏှုပဒနာကြီးကစိတ်တွေဆုံးသွားပြီဆိုကြပါလို့ဘယ်စိတ်လာလာဖြစ်တယ်ပြတ်တယ်ဖြစ်ဖြစ်ပြီးပြတ်တာပဲဖြစ်ပြီးပြတ်တာပဲသာလုံးနေတပည့်ကြတော့ဘယ်စိတ်မှမလာဘူးဆိုကိုယ်ရှုစိတ်ရှိုက်စိတ်ကလေးပေါ့ဗျာဝန်းနဲ့ငဲ့ပြီးဟာရယဝတ္ထုပေါ့ငဲ့ပြီးရှုတဲ့စိတ်ကလေးဖြစ်ပြတ်တာပဲ ရှိုက်တဲ့စိတ်ကလေးအင်းကုံမော့ဗျာအဲ့ရှင်အဲ့ရှင်တဲ့စိတ်ကလေးဖြစ်ဖြစ်ရှိစားခြင်းအင်းသံတရားလေးဖြစ်လာရင်အင်းစိတ်ကလေးကပြင်းနေပြန်တယ်ရှင်ကောပြင်းစိတ်ဖြစ်ဖြစ်ရှိငိုက်လာပြန်တယ်ဆိုတော့အင်းရှိလိုက်မူးလာပြန်တယ်ဆိုတော့အင်းပြင်းပြောက်သွားပြီဆိုတော့ပြောက်တဲ့စိတ်ကလေးဖြစ်ဖြစ်ရှိလိုက်တာဘောဗျာသဘောကျ ရောက်တယ်ဆိုတော့ဒုက္ခစိတ်ဒုက္ခစိတ်ပေါ့ဗျာဖြစ်တယ်ဆိုတော့ဒုက္ခစိတ်သဘောကျအဲ့ဒါတွေကိုရောက်ပြီးရှုနေတဲ့ခန္ဓာဖြစ်ဖြစ်တွေတွေ့လို့နောက်ရှုပါများဖြစ်ဖြစ်တွေမုံလို့နောက်ဖြစ်ဖြစ်တွေကကြွမဆုံးဝင်ဘူးဆုံးပါဘူးဆုံးတော့သင်္ခါရဒုက္ခဆုံးပါဒီကနေကြည့်လေနာမ်ရူပဖြစ်เสียသွားလာရင်ဆိုတော့သူကသင်္ခါရမဟုတ်လားအဲ့ဒီသင်္ခါရဒုက္ခဘာဖြစ်သွားလဲဆုံးပါ ဒါဖြင့်သင်္ခါရဒုက္ခအဆုံးမှာပါရှိဒါဖြင့်သင်္ခါရဒုက္ခအဆုံးမှာနိဗ္ဗာန်ရှိတယ်ဆိုတာဒကာရမတွေသိနေပြီဒါဖြင့်ဒီဒုက္ခဆုံးအောင်လိုက်လို့ရှိရင်အင်းကိုယ်ခန္ဓာဆုံးတာရှင်းမလားဘာဆုံးတာပါလဲ ဒါကြောင့်ဘုန်းကြီးကမေးတယ်တရားရှိတဲ့ခါကျဒကာရမတွေခန္ဓာပြောက်ကယ်လားလို့မေးတယ်မေးတယ်မလားမေးပါဘူးအဲခန္ဓာပြောက်ပါတယ်ဘုရားရှင်အမင်းဒုက္ခဆုံးပြီဒါဖြင့်ဒုက္ခဆုံးကနိဗ္ဗာန်ဒုက္ခဆုံးနိုင်တာကိုမြင်တာကမင်းညာဆိုတာပေါ်ဗလားဒီဘက်ကတဏှာဥပါဒံကံနေလာသေးရဲ့လားအဲ့ဒါတွေကသမှုတွေကချုပ်တာသဘောကျအဲနောက်ဇာတိဇရာမရဏတွေကလာသေးရဲ့လား အဲ့ဒါမလာရေမလာတာကအနုပါရိသေသနိဗ္ဗာန်သဘောကျဒီဘက်ကခန္ဓာရှိတော့မြင်ရတဲ့နိဗ္ဗာန်ဘိုးဘက်ကခန္ဓာဆုံးမရမယ်နိဗ္ဗာန်ဒီလိုတော့မတော်ဘူးလားသဘောပါလားဒါပြန်နိဗ္ဗာန်ဝေးသလားနီးသလားနီးပေမဲ့ဘာနဲ့သွားမှရနိဗ္ဗာန်ဘယ်နှရှိတုံးဆိုရင်ဘယ်နဲ့ပြောကြဘယ်ခန္ဓာဆုံးသင်္ခါရခန္ဓာနော် အသင်္ခါရလောကဆုံးမှာရှိတယ်ဆိုတော့သင်္ခါရလောကမသိမှဆုံးလို့ဒီသလာရဏဆုံးမှာရှိတယ်ဆိုတာသဘောကျအဲသလာရဏဆုံးမှာရှိတယ်လို့ယနေ့မှတ်ရသဘောပါလားကာယင်းနေဒီရင်တော်ကြစို့